NUG အစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးဖို့မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌထံကိုစာပေးပို့လိုက်တဲ့တဲ့မှာအမျိုးသားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေတဲ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးဖို့မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံထံကိုကန့်ကွက်စာပေးပို့လိုက်တယ်လို့သိရပါတယ်။မြန်မာစစ်ကောင်စီကတီမောနိုင်ငံကို အော်တိုဘာလမှာအာဆီယံအဖွဲ့တွင်းသို့ဝင်ရောက်ခွင့်ပေးမှာကိုထောက်ခံမှာမဟုတ်ကြောင်း လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံတို့စာပေးပို့တရားဝင်အကြောင်းကြားလာခြင်းလည်းဖြစ်ပါတယ်။တီမောနိုင်ငံဟာအာဆီယံပြည်ညာစရမ်းပါပြဋ္ဌာန်းထားတဲ့အတိုင်းတနိုင်ငံရဲ့ပြည်တွင်းရေးကိုတနိုင်ငံကဝင်ရောက်မဆွတ်ဖက်ရေးမှုကိုလိုက်နာရန်ပြက်ကွက်နေတယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားထံကိုပေးပို့တဲ့စာမှာအကြောင်းကြားဖော်ပြထားပါတယ်။တီမောနိုင်ငံအနေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံနဲ့ဆန့်ကျင်နေတဲ့အဖွဲ့အစည်းများအထူးသဖြင့်အမျိုးသားညီညွတ်ရေးဆိုရ NUG အပါအဝင် လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကိုထိတွေ့ဆက်ဆံခြင်းမှာရှောင်ကျင်ဖို့စစ်ကောင်စီကတိုက်တွန်းထားတာဖြစ်ပါတယ်။နေပြည်တော်ကပေးပို့တဲ့စာမှာတီမော်ဆိုရကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပါကအာဆီယံအဖွဲ့ဝင်ဖြစ်တီမော်ကိုဝင်ခွင့်ပေးရန်ထဲသွင်းစဉ်းစားမှုကိုပြက်ပြက်သားသားပယ်ချဆက်ကျင်မှာဖြစ်တယ်လို့យေတာထားပါတယ်။မလေးရှားနိုင်ငံမှာယခုနှစ်မေလနောက်ပိုင်းကကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာတီမော်နိုင်ငံကိုလာမယ့်အောက်တိုဘာလနောက်ပိုင်း အာဆီယံအဖွဲ့ရဲ့ဆက်တဲ့နိုင်ငံများအဖွဲ့ဝင်ဖြစ် အတိမတ်ပြူရန်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။တီမောနိုင်ငံအနေနဲ့မြန်မာရေတွက်ချင်းကပ်ဘုံကိုပြန်လည်သုံးသပ်ပြီးမြန်မာနိုင်ငံဘောလကောင်းရဲ့မူဝါဒကိုပြန်လည်ပြင်ဆင်ဖို့ပြက်ပြက်သားသားဂရီကဝတ်မပြုံမချင်းအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်ပေးရန်ထဲသွင်းစဉ်းစားမှုအလုံးကိုဆိုင်းငံ့ထားဖို့အာဆီယံဥက္ကဋ္ဌနဲ့အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မြန်မာစစ်ကောင်စီကတိုက်တွန်းထားတာဖြစ်ပါတယ်။ထို့ရမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းပါဝင် NUG နဲ့ထိပ်တွေ့ဆက်ဆံခြင်းတွေကိုမေလာအတွင်းမှာတရားဝင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မေလာအတွင်းကအာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီရဲ့ကိုယ်စားလှယ်နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်အောင်ကြော်မှုကတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စနဲ့ပတ်သက်ပြီးမှတ်ချက်မပေးခဲ့ဘူးလို့သိရပါတယ်။အရှေ့တီမောလက်စတေးနိုင်ငံမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဆက်ဆံရေးယုံကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမောသမရာဟိုးဆေးရာမိုဟော်တာကမြန်မာရေးကိုနိုင်ငံတကာမှာပြုံးဝင်လင်းလင်းထောက်ခံပြောဆိုလျက်ရှိပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်က 2023ခုနှစ်နဲ့2024ခုနှစ်အတွင်းတီမောနိုင်ငံကိုတွားရောက်ခဲ့ပြီးနောက်ဆက်တွဲအနေနဲ့ NUG ရဲ့ဆက်ဆံရေးယုံကို2024ခုနှစ်အတွင်းမှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ NUG အစိုးရတာဝန်ရှိသူတွေကိုတီမောအစိုးရသမ္မတနဲ့ဝန်ကြီးချုပ်တို့ကအတိမပြုလက်ခံတွေ့ဆုံခဲ့တဲ့အပြင်နိုင်ငံတကာမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုကိုတီမောအစိုးရကရှုံချကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဖားဆောင်မြို့ခလာရ134တရင်စခန်းသိမ်းတိုက်ပွဲမှာအရာရှိနဲ့စစ်သည်များအပါအဝင်စစ်တုံးမှန်း50ထပ်မင်းနဲ့ဖမ်းဆီးရရှိပြီး ဖားဆောင်မြို့တစ်ခုလုံးကိုတိမ့်ပတ်ရရှိရန်နှိစက်လာတဲ့အကြောင်းမှာပရိနိပြည်ဖားဆောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ134တရင်စခန်းသိမ်းတိုက်ပွဲမှာစစ်တုံးမှန်း90ထက်မနည်းဖမ်းဆီးရရှိထားတယ်လို့ပရိနိတော်လိုင်းသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဇွန်လ26ရက်နေ့ကစပြီးဖားဆောင်မြို့ခြေဆိုင်ဂျမ်ဖက်စစ်ကောင်စီရဲ့ခလာရ134တရင်ကိုဂရီနီတော်လိုင်းတပ်ပေါင်းစုတွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ ယခုရပိုင်းတွင်ဆိုပါတရင်ကိုတင်ပိုက်ရရှိခဲ့သလိုကြံရှိနေတဲ့စစ်တပ်စခန်းတွေကိုဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ဖားဆောင်တိုက်ပွဲအခြေအနေကကောင်းပါတယ်။ခါလရ134တရင်ကိုတင်ပြီးပြီးကြံနေသေးတဲ့တပ်စခန်းတွေကိုဆက်သိမ်းနေလို့အထူးကြပြောလို့မရသေးဘူး။အားလုံးပြီးသွားတာနဲ့တရားဝင်ထုတ်ပြန်ပါလိမ့်မယ်လို့ဂရင်းဒီတော်လိုင်းသတင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ခါလရ134တရင်စခန်းကိုတင်ပိုက်ရမှာဖားဆောင်ပြည်သူ့ကာကွယ်ရေးတပ်အမှတ်1108တရင်မှာအသက်40ရွယ်ရဲဘော်ကျော်စိုးခေါ်ဆိုင်မောင်းဟာ တိုင်းပြည်နယ်ပြည်သူ့အတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့တယ်လို့ဖားဆောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ပရင်းနီပြည်ဖားဆောင်မြို့ကိုတင်းယူနိုင်ဖို့အတွက်စစ်ကောင်စီတပ်ရဲ့ခလာရ134နဲ့135တိုင်းတို့ကိုဂရင်းနီတော်လိုင်းတပ်တွေက2024ခုနှစ်မေလ4ရက်နေ့ကတည်းကထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပါတယ်။ဖားဆောင်မြို့မှာတော့စစ်ကောင်စီရဲ့ခလာရ134တိုင်းနဲ့ခလာရ135တိုင်းနှစ်ခုသာရှိပြီးအဲ့ဒီတိုင်းစခန်းနှစ်ခုစလုံးကိုတင်းပိုက်နိုင်ပါကော ဖားဆောင်မြို့နယ်တစ်ခုလုံးဟာတော်လိုင်းတပ်ဖွဲ့များထံကိုကြားရောက်သွားမှာဖြစ်တယ်လို့ကရနီတော်လိုင်းသတင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်။လိုင်းတရမှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထားတဲ့မက်ဆုံပွင့်လိုင်းကိုရဲများလက်မှပစ်ခတ်ကဲထုတ်သွားခဲ့ပြီးပစ်ခတ်မှုကြောင့်ဒူရဲအုပ်တူတည်ဆုံပြီးရဲရရှိတူထိခိုက်ဒဏ်ရာရရှိသွားတဲ့သတင်းကိုဖော်ပြပေးပါမယ်။ရန်ကုန်တိုင်းလိုင်းတရမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထားတဲ့မက်ဆုံပွင့်လိုင်းကို ရဲမြလက်မှာပြစ်ခတ်ကဲထုတ်သွားမှုဖြစ်ပွားခဲ့ပြီးပြစ်ခတ်မှုကြောင့်ဒူရဲအိုဒူသေဆုံးပြီးရဲအရာရှိတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေသနေပြည်သူများရဲ့ပြောဆိုချက်တွေအရသိရပါတယ်။ဇူလိုင်လ၁ရက်နေ့ည9နာရီခွဲအချိန်ခန့်ကလိုင်းတာယာမြို့နယ်အရှေ့ပိုင်းရဲစခန်းမှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်50ရာနဲ့ဖမ်းဆီးထားတဲ့မက်ဆွန်ပွင့်လိုက်ဟာအရေးပေါ်နာမကျန်းဖြစ်တာကြောင့်လိုင်းတာယာမြို့နယ်စေယုံတို့ဒူရဲအိုဒူကခေါ်ဆောင်လာကြောင်းအဲ့ဒီလိုခေါ်ဆောင်လာစဉ်မှာလိုင်းတာယာမြို့နယ်စစ်မှုနယ် မင်းကြီးမဟာမင်းကောင်လမ်းထိပ်အရောက်မှာလူနှုတ်ကဒူရဲဦးနှုတ်ကိုပြစ်ခတ်ခဲ့ပြီးဖမ်းဆီးခံထားတဲ့မက်ဆုံပွက်လိုင်ကိုကဲထုတ်သွားတာဖြစ်တယ်လို့သိရပါဗျ။မက်ဆုံပွက်လိုင်ကိုကဲထုတ်နေစမှာပြစ်ခတ်ခံခဲ့ရတဲ့ဒူရဲဦးတို့မှာတနက်တရံနဲ့တေဆုံသွားပြီးအမျိုးသမီးဒူရဲအုပ်မှာပကုံးကြီးဖောက်ဝင်တန်းရရရှိခဲ့တယ်လို့ရဲများရဲ့ဖမ်းဆီးမှုကိုခံထားတဲ့မက်ဆုံပွက်လိုင်မှာလွတ်မြောက်သွားတယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်ကြောင့်လိုင်တာယာတမျိုးနယ်လုံးမှာ ဂျမန်နီညာပိုင်းကအေဇင့်ဆစ်ချင်းလမ်းများပိတ်ဆို့ပြီးစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့တယ်လို့လူငယ်တချို့လည်းဖမ်းဆီးခံခဲ့ရတယ်လို့ဒေသနေပြည်သူများကပြောပြထားပါတယ်။ဂျမန်နီညာ၈နှစ်ခွဲအချိန်ခန့်ကလှိုင်းသာယာမြို့နယ်တမကုန်းစင်ယုံနာမှာကားများကိုစစ်တဲ့ရဲနဲ့ပြူစောထီများကပိတ်ဆို့စစ်ဆေးခဲ့ပြီးမှတ်ပုံတွေနဲ့ရင်မောင်းလိုင်စင်အတုကန်ဆောင်ခဲ့တဲ့လူငယ်တဦးကိုလည်းစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။မင်းညာကလှိုင်းသာယာမှာရဲတွေပြစ်ခတ်ခံရပြီးတဦးတေလို့စစ်ဆေးမှုတွေဖြစ်တယ်။လှိုင်းသာယာတရားတွေချက်ချင်းပိတ်သွားတယ်။ဘေးရန်အောင်တရာအောင်စရာတရား ရွှေပြည်သားတရာပန်းလိုက်တရာအကုန်ပိတ်ထားတာညတကောင်ရန်လောက်မှပြန်ဖွင့်တယ်လို့လိုင်းတာယာမြို့နယ်အရှိပိုင်းအမတ်ရှိရပ်ကွက်မှာနေထိုင်တဲ့ပြည်သူတို့ကရှင်းပြထားပါတယ်ဒီကနေ့မနက်စောပိုင်းမှာလဲလိုင်းတာယာမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေကနေ့အချိန်မှာအေဆင်းစစ်မှုများလှုပ်ဆောင်မယ်လို့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များထံစစ်တပ်ကတရားဝင်အသိပေးလာတယ်လို့လိုင်းတာယာမြို့နယ်မှာရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ထံကသိရပါဗျ။စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုံနောက်မှုတွေအတွင်းလုံလောက်တဲ့စေဝါကူတာမှုမရရှိတာကြောင့် ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တယ်လို့ NUG ထုတ်ပြန်လာတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုအတွဲမှာလုံလောက်တဲ့စေဝါကူတာမှုမရရှိတာကြောင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစိုးရိမ်တယ်လို့ NUG ရဲ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောဆိုထားပါဗျ။ယမနီကထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် 73မြင်းဆောင်2025မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံထားပြီးလုံလောက်တဲ့စေဝါကူတာမှုတွေမရရှိနေတာကြောင့်ဒီနိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပြန်စိုးရိမ်မခင်ဖြစ်မိပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့လက်အောက်ခံအကျဉ်းထောင်တွေက အကျဉ်းဥစည်းအရာရှိတွေနဲ့တာဝန်ရှိသူတွေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်နေတဲ့လောက်ရတွေအတွက်တာဝန်ယူတာဝန်ခံရမှာဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။လူမှုကောင်းဆောင်တောင်းဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုံနှောင်ထားပြီးသူမဟာသွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လေဆေးကုသခွင့်အပြည့်အဝမပေးဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာပြည်စုံဝက်နက်စ်ကဇွန်လ20ရက်နေ့ကထုတ်ပြန်ထားပါတယ်။ မြန်မာပြည်စုံဝင်းနက်အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူမှုကောင်းဆောင်ဒေါန်ဆန်းစုကြည်ဟောင်းလက်ရှိချိန်မှာအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်းစားအဲ့တွဲခွင့်မရရှိပဲအကျဉ်းသားအခွင့်အရေးများပါချိုးဖောက်ခံရတယ်လို့သိရပါတယ်။ဒေါန်ဆန်းစုကြည်ချုံနောက်ထားတဲ့နေရာကိုလက်ရှိချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူကတာဝန်ယူဦးစီးကိုကဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ရုရှားရဟရင်တွေထပ်ဝယ်မယ်လို့စစ်ကောင်းဆောင်မရောက်နိုင်ပြောဆိုလာတဲ့သတင်းကိုဖော်ပြပေးပါမယ်။မြန်မာပြည်တွင်းစစ်လေးနှစ်အတွင်း အရက်သားတွေကိုအသေးဆုံးများစေတဲ့လေးချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့စစ်ကောင်စီဟာရုရှားကရဟင်တွေထက်ဝယ်မယ်လို့စစ်ကောင်ဆောင်မယောင်လိုင်းကအတည်ပြုလိုက်ပါတယ်။စစ်ကောင်ဆောင်မယောင်လိုင်းဘယ်လာရုစ်ကအပြန်မှာရုရှားနိုင်ငံအူလန်အိုဒီမှာခီးတထောင်နားစင်မှာပဲအဲ့ဒီစစ်လက်နက်ပိုးပေါင်းဆောင်ရွက်မှုကိုပြောလိုက်တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ဟာအူလန်အိုဒီလေးချောင်းစစ်ရုံနဲ့အဲ့ဒီစစ်ရုံတွေကယထာစစ်ကောင်စစ်ရုံကိုဘာရီယာရှားအုပ်ချုပ်ရေးမှုအလက်စီစိုက်တန်နော့ပ်နဲ့တွားရောက်ခဲ့တာပါ။ကျွန်တော်ဒီနေ့ယထာစစ်ကောင်နဲ့တွဲဆက်ရုံသွားခဲ့ပြီး အဲ့ဒီမတိုင်ခင်လေရင် တက်ဆင်ဆက်ယုံကိုသွားခဲ့ပါတယ်။အဲ့ဒီနှစ်ခုလုံးဟာဘိုးပေါင်းဆောင်ရွက်ဖို့အလားလာရှိတဲ့နယ်ပယ်တွေဖြစ်တယ်လို့စစ်ကောင်းဆောင်မရောက်နိုင်ကဒေသခံမီဒီယာတွေကိုပြောဆိုလိုက်တာဖြစ်ပါတယ်။အူလန်အူဒီလေချောင်းဆက်ယုံဟာမြန်မာစစ်တပ်က1995ခုနှစ်ကစတင်ပြီးအတုံးလေးတုံးဝယ်ယူခဲ့တဲ့ MI-70 ရဟင်တွေထုတ်လုပ်တယ်လို့ယူကရိန်းစစ်ရေး website ဖြစ်တဲ့ Military NYI ကဖော်ပြထားပါတယ်။အဲ့ဒီဆက်ယုံကိုစီမံတဲ့ UAVR LSC ဟာမြန်မာစစ်ကောင်စီကိုရဟင်အစိတ်ပိုင်းတွေရောင်းချပြုပြင်ပေးလို့ ရီတိန်နိုင်ငံက2022ခုနှစ်မှာအရေးယူပိတ်ဆို့ခံရတဲ့လုပ်ငန်းလေးဖြစ်နေပြန်ပါတယ်။အူလန်အိုဒီမှာထုတ်လုပ်တဲ့ရဟယင်တွေကိုမြန်မာမှာတုံးနေတာနှစ်ပေါင်းများစွာကြာပြီလို့အဲဒီခီးစဉ်အတွင်း site.com ကသတင်းတောက်တွေကိုပြောဆိုထားပါတယ်။ကျွန်တော်တို့ဟာတည်ယူပို့ဆောင်ရေးအထူးသဖြင့်ရဟယင်ကိစ္စပိုမိုပိုပေါင်းဆောင်ရွက်ဖို့စီစဉ်နေတယ်လို့သူကပြောပါတယ်။စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဆော်မင်းထွန်းကလည်းတေယူပို့ဆောင်ရေးရဟင်တွေဝယ်ဖို့ဘာရီယာရှာအာနာပိုင်တွေနဲ့စီစဉ်ထားတယ်လို့လည်းအတည်ပြုထားပါဗျ။ Sidenop ဟာ မြန်မာကိုလုံခဲ့တဲ့နိုဝင်ဘာလကလာရောက်လည်ပတ်ခဲ့ပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တစောင်းတိုင်းပွဲတော်မှာတက်ရောက်ပြီးစစ်ကောင်းဆောင်ရဲ့မိတ်ဆွေကောင်ဖြစ်တယ်လို့လည်းသိရပါတယ်။သူဟာသူ့နိုင်ငံသားတွေကိုယူကရိန်းစစ်ပွဲအတွက်အတင်းကျပ်စစ်သားစုဆောင်လို့2023ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကအရေးယူပိတ်ဆို့ခံရသူဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာအရင်ကလည်း2022ခုနှစ်စက်တင်ဘာလမှာဘာရီယာရှားကိုစိုက်ဒမ်နော့အပါဝင်ရရှိတွေနဲ့ ဦးလန်အူဒီကနောက်ဆုံးပေါ်ရဟန်းရင်တွေကြောင်းဆွေးနွေးဖို့တွားခဲ့တယ်လို့စစ်ကောင်စီမီဒီယာတွေကဖော်ပြပါဗါး2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာစစ်ကောင်စီကမြေပြင်ထိန်းချုပ်မှုအားနည်းလာလို့လေကြောင်းကိုအကြီးအကျယ်အားကိုးနေရတာဖြစ်ပါတယ်။အဆိုပါရဟန်းရင်တွေကိုတော့စစ်အင်အားလက်နက်ခဲယံရိခါထောက်ပံ့ရေးမှသာမကတော်လိုင်းကြီးထိန်းချုပ်ဒေသကစစ်ဘက်ရက်ဘက်ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ပါတုံနေတာပါ။ပြည်ပခဒေသတွေမှာစစ်ကောင်စီကရဟန်းရင်တွေပို့မှုအသုံးပြုခြင်းဟာ တော်လင်းအင်အားစုအတွက်ပြစ်မှတ်လဲဖြစ်စေပါတယ်။မေတာတွင်းစစ်ကောင်စီရဲ့ရဟန်းရဲစီကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကကချင်ပြည်နယ်ဗမော်မြို့နယ်တိုက်ပွဲမှာပစ်ချထားပါတယ်။